မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေဗုဒ္ဓဘူးရာသာသမီမိတ်ဆွေများ2025ခုနှစ်အော်တိုဘာလ22ရက်နေ့ကနေလကုန်အထိဗုဒ္ဓဘူးရာသာသမီမိတ်ဆွေတွေအတွက်တပတ်စာကံကြမ္မာဟောဆန်းကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျဥစွာဗုဒ္ဓဘူးရာသာသမီမိတ်ဆွေတွေအားလုံးကိုဒါတော့ကန့်နဲ့ဆရာကဟောပြပေးမှာဖြစ်တဲ့အတွက်ဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေတွေအားလုံးဘေးပရာတွေဝေးကွာလို့ဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေများ မိတ်ဆွေတို့ရဲ့လက်ရှိယင်ထဲမှာကံကောင်းခြင်းတွေကိုမျော်လင့်နေတာမျိုးငါတော့ထီပဝင်ကောင်းမှာပဲ we are for john ကံကောင်းခြင်းနှမိတ်မကြခင်ကံကောင်းလာတော့မယ်ဆိုတဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်ကောင်းသောနှမိတ်ကောင်းသောအတိတ်တွေကိုများများပြောဆိုခြင်းဟာမိတ်ဆွေတို့အတွက်မကြခင်မှများစွာပဲအဆုလိုက်ပြုံလိုက်ကံကောင်းခြင်းကံကျမရဲ့တိုးတက်ခြင်းတွေရရှိလာတတ်တယ်လို့ငါတော့ထီပဝင်ကောင်းမှာထီကံကလေးများစမ်းကြည့်တာမျိုးဖြစ်စေ ကံတရားရဲ့အထောက်အကူတွေဟာများစွာရရှိလာမဲ့ကံမျိုးဖြစ်တဲ့အတွက်မိတ်ဆွေဖို့တို့ခုရောက်တာသမီးတွေအနေနဲ့ကံကြမ္မာကောင်းတွေကိုခြေတူဆောင်ရလှုပ်ဆောင်ပြီးတော့အတွေးသစ်အကြံစီသစ်စိတ်ကူးသစ်တွေရှိရင်ဘာကိုတုံဆိုင်တွေဝင်နေမှာလဲခြေတူဆောင်ရလှုပ်ဆောင်လိုက်ပါခင်ဗျာထို့ပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာဘလောက်ပဲညံ့စီကမှုအဲ့ဒီအညံ့နေရနေပြီးတော့ကံကောင်းမှုတွေကျင်းနေရရှိလာမဲ့ကာလဖြစ်တဲ့အတွက်ဘုဒ္ဓဘုရားကတမီးမိတ်ဆွေများအဖို့ကတော့ဘာကိုမဆိုဒီကာလမှာအဲဆွမ်းလာလို့ထီကန်ဆန်းခြင်းအဆုရှေရာစုကြည့်အစားရှိတဲ့ကိစ္စလေးတွေအဲ ဒီလိုကိစ္စလေးဒီမှာချိတ်တိုးဆောင်လှုပ်ဆောင်ခြင်းမျိုးတွေပြောဆိုခြင်းမျိုးတွေလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင် share lamp ခေါ်လို့ရတဲ့အလုပ်လေးတွေချိတ်တိုးဆောင်ရပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတော့ကံကောင်းမှုစကားလေးတွေများများပြောတဲ့အခါဒုက္ခဒုက္ခကျမ်းမာကျမ်းသာကံကောင်းလမ်းပြစီမဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ကောင်းကျိုးစကားနှုတ်ဖတ်မှာရင်မှာ ကောင်းမှုမြတ်လို့ကောင်းအောင်ကျိုးလို့ကောင်းကျိုးပုံလိုက်ဒီစီမင်းဆိုတဲ့မကလေးတွေကလင်္ကာလေးကိုသွားတယ်ကြရတယ်အဲ့တော့ မကားဒီဝါလင်္ကာရေအတိုင်းပဲအဲ့ဒီစိတ်ကလေးနဲ့ကောင်းတဲ့နမိတ်ကလေးတွေဥမာဆရာငယ်လူရုပ်လျှော့ပါစေ။ဘာညာခွေကကောင်းတာလေးတွေငွေဆရာလူဘောစီဖြစ်ပါစေ။အဲဒီလိုမျိုးပေါ့ဒီကောင်းတာလေးနမိတ်လေးနဲ့ဆောင်ပြီးပြောတာမျိုးဒီနေ့တော့ဇီယောင်းကောင်းတော့မှာပဲဇီယောင်းကောင်းပါစေဆိုတဲ့နမိတ်ကလေးဆောင်ပြီးပြောရင်ချင်းသေးတယ်အတိတ်ဘောင်နမိတ်ဆောင်တယ်ဆိုတဲ့ကာလာဖြစ်တဲ့အတွက်ကောင်းတာလေးတွေပြောဖို့လိုအပ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့နဲ့အလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့လက်ရှိမှာအဆင်မပြေဘူးဆိုရင်ချင်းသေးတယ် မကောင်းတဲ့အတတ်ပညာအတိုက်ခိုက်တွေပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရနိုင်သောကာလဖြစ်တယ်။မိတ်ဆွေရကန်းဟာအစင်မပြေမှုလေးတွေဘာလို့လို့ထင်တော့ကြန့်ကြလာရင်ငင်းငင်းကလေးနေလိုက်ပါတဲ့။ကံကြမ္မာရဲ့အားနည်းမှုလေးတွေအဲကံကြမ္မာရဲ့အားနည်းမှုလေးတွေသတိပြုဖို့ဆင်ခြင်ဖို့လိုအပ်တယ်။အိမ်မက်အတွင်းမှာမကောင်းတဲ့အရာတွေတရေသက်ဆွေးတွေတင်းကြိုင်းတွေမကောင်းတဲ့အရာတွေမှန်ရင်တော့မိမိရဲ့လုပ်ငန်းပြမိသားစုတွေမှာအတိုက်အခိုက်ကြမ္မာစိုးတွေကိုတဦးတယောက်ကအကျဉ်းသေးကံရဲ့ပြောင်းလဲမှုကိုရရှိအောင်လှုပ်ဆောင်ထားပြီးဖြစ်တဲ့အတွက်မကောင်းတဲ့အတတ်ပညာတွေ အတိုက်ခိုက်ပြီးကျင်းတွေဝင်လာယူရဲဝင်တက်တယ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေပေါ်တခုရောက်သားသမီးတွေနေနဲ့အတိုက်ခိုက်ပြီးအတက်ပညာတွေကိုဖယ်ရှားရှင်းလင်းတာမျိုးနီးစက်ရစရာတွေနားမှာအပြေချာကြည့်တာမျိုးအခွေးတို့တရေတို့တစေးတို့တင်းညိုင်းတို့မှန်ရင်လုပ်ငန်းနဲ့ပတ်သက်လို့အပြိုင်ဆိုင်တိုက်ခိုက်တွေများနေတယ်ဆိုတဲ့ကတ်မျိုးဖြစ်ပါတယ်ခင်ဗျာယာလူလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာလူလုပ်ငန်းကိုင်ငန်းမတိုးနိုင်ပါဘူးယာလူလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာလူတိုးဖို့တော့အားနည်းနေတာမျိုးနေရာတိုင်းနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေ ကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်အပြိုင်ဆိုင်တွေများနေတတ်တယ်သာသမိကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးတပည့်လက်သားရာဟုနေရာထိုင်ခင်းတဲ့ပတ်သက်ရင်တော့စိတ်မတက်မသာဖြစ်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်လူမျိုးခြားတိုင်းတစ်ပါးတောကပီးရမျိုးလေးတွေနေခြားရက်ခြားပြပခီးသွားတာလုံးတွေပတ်စ်ဖို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေမှာတော့ဒီကာလမှာသတိပြုပြုဆင်ခြင်ပေးရတော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ ဒါပြင်ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့ငွေကြေးဟာလုံငန်းရင်းကလေးဝင်လာနိုင်တယ်ငွေကြေးနဲ့ပတ်သက်ရင်မမျော်လင့်ထားသောငွေတွေအဝေးတနေရာမှာရှိတဲ့ငွေကြေးတွေဟာငွေတနေရာမှာရှိတဲ့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်ရရှိတာမျိုးအဲအဝေးတနေရာကနေပြီးမတင်မထားသောငွေကြေးတွေအမွေရရှိတာမျိုးအဲစွန့်ရတယ်ပေါ့အမျိုးသားငွေပို့တာမျိုးအမျိုးသားကိုအကြောင်းပြုပြီးငွေဝင်လာတာမျိုးတွေအထောက်အကူအထောက်ပံ့နေရရှိတတ်သောကာလဖြစ်ပြီးတော့အဲမိတ်ဆွေအပေါင်းအသင်းရင်းတွေရဲ့ငွေကြေးအကူအညီထောက်ပံ့နေတွေရရှိတတ်သောကာလဖြစ်ပါတယ် စက်ပစ္စည်းရင်ကြောင့်ဝင်ဝင်လာတာမျိုးစက်ပစ္စည်းအစ်စ်ဝင်လာတာမျိုးရင်အစ်စ်ဝင်လာတာမျိုးဒီကျိန်းတည်ရရှိမဲ့ကာလပိုင်းခြားဖြစ်ပြီးတဲ့အခါငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ကြန့်ကြာနေသောငွေကြီးတွေကိုပြန်လည်ရရှိအောင်ပြောဆိုဆောင်ရွက်ခြင်းဟာအသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောကာလဖြစ်ပါတယ်လုပ်ငန်းသစ်စတင်လှုပ်ဆောင်ရွက်တော့တော့အားနည်းပါတယ်တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲလုပ်ငန်းပြည်တွင်းအလုပ်ငန်းတွေမှာဖြစ်ဖြစ် ကိုကိုတိုင်အမိခံလောက်တာမျိုးမဟုတ်ပဲနဲ့တဦးတယောက်ရဲ့အစုရှယ်ယာလေးတွေထဲဝင်တာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ဆွေမျိုးသားချင်းတဦးတယောက်တစ်စုံတစ်ယောက်ကိုအကူအညီတောင်းပြီးကိုယ့်ရဲ့ကံအားနေတဲ့အခါဘာလို့လို့အစ်မပြေခက်ခဲတဲ့အခါမှာတဦးတယောက်ကိုငါကံကတော့နင်းနေရဲကွာမင်းအမိခံလိုက်ကွာမင်းကငါရောင်းတယ်မင်းဝယ်ပြီးတော့ငါကိုဝင်နှံ့ပြန်ခတ်ဆိုကိုကိုတိုင်စတိကလေးရောင်းပြီးလှုပ်ဆောင်လိုက်တာဟာကံရဲ့ထောက်ကူနဲ့တိုးတက်မှုကိုရရှိတတ်သောကာလပိုင်းခြားဖြစ်သောကာလပိုင်းခြားဖြစ်ပါတယ် မထင်မှတ်ဖြင့်ညအိတ်ခကြီးဝင်လာတာမျိုးလူဝင်လာတာမျိုးညအိတ်ညံနေဝင်လာတာမျိုးရွှေဝင်လာတာမျိုးတွေရရှိတဲ့အခါထီကန်ဆန်းတာမျိုးထီထိုးတာမျိုးတွေလှုပ်ဆောင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာငွေကြီးငွေကြီးပြီးတဲ့အခါအိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ငကူကပြောလို့ဆိုလို့မရတဲ့အိမ်ဆောင်ကြီးတွေငြိမ်းချမ်းမှုတာယာမှုအားနည်းနေတဲ့အိမ်ဆောင်ကြီးတွေတောင်မှနွေထွေးမှုတွေရရှိလာတာမျိုးတွေငကူကမိမိအိမ်အောင်ပတ်နဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးတွေကိုပြန်လဲသိမြအောင်ကြိုးစားလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်ထို့ပြင်အိမ်အောင်ဘက်ရဲ့ အကူအညီတွေရရှိရမျိုးတွေကြုံရတတ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်သာသမိကိစ္စလေးတွေမှာဟာဆွနာလိုပေါ့မိမိအိမ်တော်မနဲ့ပတ်သက်ပြီးတော့ပြန်လဲအဆင်ပြေတာမျိုးလေးတွေစီမံအစ်စ်တွေစီကံအစ်စ်တွေအဆွနာလိုပေါ့နေရာထိုင်ခင်းအစ်စ်တွေအစီစဉ်အစ်စ်တွေကိုအကြံဉာဏ်ကိုရယူပြီးဆုံးဆုံးဖြတ်ဆောင်ရင်အိမ်တော်ဘက်ရဲ့အကူအညီအကြံစီကိုကျင်းတည်ရရှိမဲ့ကာလဖြစ်ပြီးတဲ့အခါမင်းကြီးရဲ့အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့ငွေကြေးတွေဝင်လာတတ်သောကတ်မျိုးဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့လူငယ်တွေအရှိရေးအရှိရေးနဲ့ပတ်သက်လာရင်တော့ တပုတ်လီလွင်ပြောခံရတာမျိုးလေးတွေတဦးနဲ့တူတယောက်နဲ့တယောက်ကိုကိုပဝင်းချင်းမိတ်ဆွေပေါင်းသင်းချင်းကမဟုတ်မဟတ်ကောလာဟာလာတည်င်းလေးတွေတည်င်းဆိုးတွေယူရချက်ချစ်ချစ်တိုက်ခိုက်တာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်သမီးဤသားကြီးမှာတော့မိသားစုဝင်တွေနဲ့မိမိရဲ့သမီးဤသားကြီးအကြောင်းပြုပြီးတော့ပြဿနာအခြေတင်လေးတွေဖြစ်ရတာမျိုးလေးတွေချုပ်ရှယ်တာမျိုးလေးတွေမလိုအားလားအပ်တဲ့ ကိစ္စလေးတွေမှာ live ပြီးတော့ဖြည့်ရှင်းနေရတတ်တဲ့အတွက်မိမိတို့ရဲ့အရှိရေးနဲ့ပတ်သက်လို့ရှင်လေတာဖတ်တာမျိုးပဲဖြစ်ဖြစ်ပြောတာဆိုတာမျိုးပဲဖြစ်ဖြစ်ဖွင့်ပြောတာမျိုးပြောဆိုတာမျိုးတွေမှာတော့သတိပြုစင်ရင်ပေးရလိုအပ်ပြီးတော့အဲမိတ်ဆွေတမိသားကြီးမှာတော့နားလည်မှုတွေရှိပြီးတော့တိဆောက်နိုင်သောကာလတုံးနဲ့တူတယောက်နဲ့တယောက်အဆင်ပြေအောင်သိမြင်အောင်ကြိုးစားမဲ့ကာလဖြစ်ပြီးတဲ့အခါအဲဝေးကွာနေတော့တမိသားများပြန်လည်ဆက်သွယ်ရရှိခြင်းတွေကြုံရတတ်တယ်အတူရှိနေသောမိတ်ဆွေများအဖို့ကတော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းကိုတော့နည်းနည်းလေးသတိပြုစင်ခြင်းမှာ လူကြီးမိဘတွေ့ရင်နေဒီကိုတော့တိုင်ပင်ချင်းတွေကိုတော့တတိပြုပါကျန်တာကတော့အားလုံးကောင်းမွန်ပါလေခင်ဗျာเนาะကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့အသက်ရှူကြက်တာမျိုးနှလုံးနဲ့ပတ်သက်ပြီးတော့မောတာမျိုးလေးခဏခဏဖြစ်ရတတ်တယ်ဒါအပြင်စိတ်လောတာမျိုးလေးတွေကြောင့်အဲအိမ်မပြောတာမျိုးလေးတွေအဲတခုခုကိုကျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါမှာအဲ ဖြစ်ရှင်စော်တွေများပြီးတော့အိတ်မပြောတာမျိုးလေးတွေအသက်ရှူကြက်တာမျိုးရင်မက်တွေအောင့်တာမျိုးတွေဒါမျိုးတွေနဲ့ပတ်သက်လို့ဖြစ်ရတာလို့ကျန်တာဘာမှဆူဆူဝါးဝါမရှိပါဘူးသို့တော့ဘုဒ္ဓဘုရားဥဒ္ဒသမီးတွေကငွေဝင်ရင်ကျမ်းမာရေးကောင်းပြီငွေမဝင်ရင်ကျမ်းမာရေးငွေကြီးဟာကျမ်းမာရေးနဲ့အတိုက်ရိုက်အချိုးချနေတဲ့အတွက်တော့ဇာငင်နဲ့တူတာပေါ့နော်ငွေမဝင်ကျမ်းမာရေးငွေကုန်တာများရင်ကျမ်းမာရေးဟာအသက်ရှူတယ်လို့လို့ဟိုနာကိုက်တယ်လို့ဖြစ်တတ်တဲ့အကျင့်ကလေးရှိပါတယ်ဒီအပတ်တာတော့ဒီမှာဘုဒ္ဓဘုရားဥဒ္ဒသမီးတွေများခြုံငုံပြောရရင် အာအများစုကတော့ကံကိုထောက်ကူပြုပြီးတော့ကံကောင်းတဲ့အချိန်မှာတိုးပြီးတော့ချိတ်တိုးလှုပ်ဆောင်တာကောင်းပြီးတော့ဘာလို့လှုပ်ခတ်ခဲနေရင်တော့ဖြင့်ကိုယ်အမိခံလောက်တာမျိုးတက်မင်းကိုရောင်းနေကွာဆိုပြီးဇတိအမိခံလုံးရောင်းတာမျိုးလေးတွေလွှဲပြောင်းပြီးတော့လှုပ်ဆောင်တာကကံရဲ့ထောက်ကူကိုရရှိပါလိမ့်မယ်ဒီလအတွင်းမှာဒီလနောက်ဆုံးပတ်တာတော့ဒီမှာဆိုရင်ဘုဒ္ဓဘုရားတော်သမီးမိတ်ဆွေများချစ်ကနန်း၆ကနန်း၄ကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအနီယောင်အပန်းယောင် အဝါရောင်တွေဟာမိတ်ဆွေတို့အနေနဲ့ခြေတို့ဆောင်ရွက်ပြီးတော့များများပါတော့ຢာတွေကိုဝတ်ဆင်ဆောင်ရွက်ခြေတို့ဆောင်ရွက်လှူဆောင်မှာအဲအနောက်စုစုရဟာမိတ်ဆွေတို့ရဲ့ကံမှုတိုးတက်ကောင်းမှုစီပြီးတဲ့အခါအကျိုးပြီးတော့နေသားတွေအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသမီးတို့မဟုတ်စနေသားသမီးတွေနဲ့တွဲဖက်လို့ရင်ကံရဲ့အထောက်အကူကိုရရှိတတ်ပါတယ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်ပြောဆိုတဲ့အခါမျိုးတွေကြရင်မိမိတို့လိုရာကိစ္စကိုမပြောမိမှမိမိတို့လိုရာမှုကိစ္စကိုတိုက်ရိုက်မသွားဘဲနဲ့အဲ ဟိုအခြားအဲ့ဒီနေရာကိုမရောက်မီမိတ်ဆွေပေါင်းသင်းနာမှာဝင်မိတ်ဆက်တာမျိုးသူမဟုတ်ရင်ဆိုင်လေးခဏထိုင်ပြီးတော့မှအဲ့ဒီကိုသွားတာမျိုးသူမဟုတ်ရင်ဒိုင်းလိုက်ပြီးမသွားဘဲနဲ့ထက်ဆင့်သွားတာမျိုးဖြစ်စီမိတ်ဆွေပေါင်းသင်းတဦးတယောက်နာကိုဝင်တွေ့ရမျိုးလေးတွေလုပ်ပြီးတော့မှသွားရင်ပုံမိုးချောမွေးအောင်မြင်သွားမှအသေးချာပဲဖြစ်တယ်လုံငန်းကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုတဲ့အခါမှာလမ်းမှာသွားရင်းနဲ့ just script ခဲလေးတလုံးကိုတွေ့တဲ့အခါ cost ပြီးတော့ဆောင်းပြီးတော့ပြောဆိုတာအောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိပါလိမ့်မယ် မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွက်အယောင်ထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုခရမ်းညစ်သည့်တလုံးလေးနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေဆိုပြီးရောင်းမှာအဆင်ပြေပါလိမ့်မယ်။အဆက်ဆက်အရာအဆင်ပြေစေရန်မပြောမီဇာငနာပြည်တွေမိခြင်းရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်7902904140 WhatsApp Telegram Viber မှာဆက်သွယ်မိမြနိုင်ကြောင်းနဲ့မိတ်ဆွေပို့တခုရအောင်တာသမီးတွေဒီအော်တိုဘာလနောက်ဆုံးပတ်တာတော်လို့မှာငွေကြေးကအားကောင်းစီပြီးအဆက်ဆက်အရာအဆင်ပြေအောင်မြင်တိုးတက်ဇေယံလို့ငါ မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အလားသပွဲသူမဟုတ်လို့ရှင်အလုတ်သပွဲမှာဖြစ်စီဈေးဆိုင်မှာသပွဲမှာဖြစ်စီเนาะမိတ်ဆွေများအနေနဲ့မင်းမျိုးပန်းလေးသုံးပွင့်ကိုမင်းမျိုးပန်းလေးသုံးပွင့်ကိုเนาะထိုးထားပြီးတော့ဘာရောင်ဖြစ်ဖြစ်ရတယ်ထိုးထားပြီးတော့အအမွေးနံလာလေးဘီနာနေပြီးတော့တိုင်လေးနဲ့ဇတိလေးထွင်းထားပြီးတော့လက်ခုံလေးသုံးချက်တီးပြီးငွေဝင်ပါစီလို့စုတောင်းမှာအောင်မြင်တိုးတက်အစီအမံမှာအသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့ဘုတ်တခုရအောင်သာသမီမိတ်ဆွေတွေအားလုံးအောင်မြင်တိုးတက်လို့အစီအမံကြပါစီနောက်တလမှာပြန်ဆုံကြတာပေါ့ဗျာ